ားဆောင်နေမှာမှာအာမီယိုဖလာကားမှာကျွန်တော်ကတူရတွေ့ရလိမ့်မယ်ဘာလဲဆိုအသက်အသက်กว่าဟိုအသက်กว่าရတော့ကြောင့်မလို့ရုပ်ရုပ်ကောအရန်กว่าသွားပြီပေါ့နော်ကျွန်တော်ကတော့အဲ့တခုလေးပဲစိုးရင်တော့ပေါ့ပြီးတော့ well အဲ့အဲ့အချိန်မှာကြိုးစားတယ်ဆိုတော့အရန်ကြိုးစားခဲ့လို့ပြောလို့ရတယ်တော့ပြမယ်အခု terms and condition နဲ့ပြန်ကြည့်မယ်ဆိုရင်အာ အဲ့ညတို့ idea ရဘယ်လိုကြီးလဲကွာဆိုရင်ရှစ်မှာလဲကျွေးခွင်းနေတယ်ဟုတ်လဲဆိုတော့ဆွမ်းပြောလို့ပဲကျွတ်ကျွတ်လို့လုံးမှာပဲကျွန်တော်ကတော့မင်းတဲ့ဘာသာခုနှစ်ကရိုက်ထားရတယ်ဆိုတော့အဲ့အလေးတော့စိတ်တမှာပြင်ပြရပါတော့အကွာတော့ကွာတော့အများကြီးကွာတော့ငငယ်လေးပဲရှိသေးတယ်ငယ်တဲ့ပြုံမှဘုမဲဟမ်မလေးမလေးနေတဲ့ငယ်တဲ့ပြုံမှကွာဟို experience ကလည်းဘယ်တော့မှမရှိသေးဘူးလေအဲတော့တင်ပါအရင်နဲ့ item တွေပဲလုပ်ပြီးဆိုတော့အတူရအရင်အလုံးနဲ့နေတာမျိုးတွေမဟုတ်ဘူးပေါ့နော်ဆိုတော့ဒီဟာကျွန်တော်တို့တော်တော်ခက်ခဲပါလို့ဆိုတော့ကျွန်တော် ပုံမှန် interview မှာဆိုလို့ရှိရင်ပြောပြီးနေပြီအာကျွန်တော်ကျွန်တော်ဗားရဲဗားရဲပြင်ဆင်တာဗားရဲဟိုစကားပြောရင်ဘယ်လိုပြောမလဲပြင်ဆင်တာဗားရဲသဘင်ကဘယ်လိုအမှန်တမ်းပြောရင်ဒီဟာနည်းနည်းလေးအခုဒီ confirm ဖြစ်သေးဘူးဖြစ်နေတယ်တဘောမှာကွာမနေ့ကဘက်ကရဲတော့ ကျွန်တော်စိတ်ထဲမှာဟိုဒီအရင်မရသေးဘူးဖြစ်နေအဲ့လိုပေါ့နော်ဆိုတော့အဲ့အရာတွေကိုကျွန်တော်စိတ်ပူတာတော့မဟုတ်ဘူးဒါပေမဲ့ confirm မဖြစ်သေးရပါဘူးနော်အရင်ရင်းကျက်တဲ့အရင်လွင့်ပြီးတော့မှပြီးတော့ပရလောကအကြောင်းရေးတဲ့ဇာရေးဆရာတယောက်အမိနဲ့ကြတော့အပြစ်မှာအကြောင်းမိုးဖြစ်နေတယ်သူတို့ဆိုဘယ်လိုစကားပြောလဲလူတယောက်ကိုကြည့်လို့ရှိရင်ဘယ်လိုကြည့်လဲပေါ့အဲ့အရာကိုကျွန်တော်လေ့လာတော့မှာနော်အချိန်လည်းသိမရှိတော့ဘူးအဲ့ဒါအဲ့တော့ကြောင့်မဟုတ်ဘူးဟုတ် ဒါပေါ့ကျွန်တော်လည်းဆိုရည်ရအမျိုးဟာဟိုတစ်ခါတစ်ခါဆိုမတူတဲ့ character မျိုးလေး act လုပ်ချင်တာပေါ့ portray လုပ်ချင်တာပေါ့အဲ့လိုကြောင့်မလို့ဒီမျိုးအကန့်လိုက်တဲ့ချိန်မှာချက်ချင်းပဲကြိုက်မယ်ဘာလို့ဆိုတော့ဒီဒီဒီ native ဆိုတဲ့ size character ကလည်းပုံမှန်တမျိုးချက် size ကမဟုတ်ပြန်ဘူးကျွန်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်သူ့ရဲ့ဘဝအကြောင်းရောပေါ့နော်ဆိုတော့တကယ်တမ်းအဲ့လိုမျိုး အခုပြောတဲ့စကားကတကယ်အမှန်ဆိုရင်တော့တကယ်ကျွန်တော်ဝမ်းသာတာပေါ့နော်တကယ်ဝမ်းသာပါတယ်ဟိုအဲ့လိုမျိုးကနော်အနေထောက်အမြင်နဲ့ character နဲ့လွယ်ဦးကြနေရဆိုရင်တော့ဒါကျွန်တော်ရဲ့အဲအိမ်မလို့ပြောလို့ရပါဘာကျွန်တော်ကြားချင်တဲ့စကားတစ်ခုပဲပြောမှာရိုးရင်းနဲ့ကျွန်တော်ကအဓိကဒီမှာကျကျွန်တော်ရဲ့ goal ကလည်းဒါပဲလေစေတမဆိုစေတမအားဆိုင်ကားဆိုင်ဆိုင်ကားဆိုင်ကားအဓိကနေထုပ်ပြောက်သွားမယ်အဲ့ဒီအဲ့ဒီအဲ့ဒီနေသူစနေသူဝင်ဦးမဲ့ဆိုဦးမဲ့အဲ့လိုလိုဝင်သွားမှာပေါ့နော်อืมအာဒီကားလည်းဒါတင်တော့မှာပေါ့နော်ဆိုတော့ အဲ့လေတကယ်ဝမ်းသာပါဘာလို့ဆိုတော့ရှားပြီရောခဲထားရတယ်တော်တော်လေးရှားပြီ10မိနစ်လား9မိနစ်လားအဲ့လိုတော့ရှိဆိုတော့ finally ပေါ့နော်ကျွန်တော်လည်းတော်တော်လေးကိုတက်တယ်လည်းကြီးပါမယ်အဲ့တော့ကတယောက်ဆောင်လို့လည်းသူ့ရဲ့ဆိုတော့တော်တော်အကွာတာပေါ့ဟိုကြီးဘာတာပေါ့အဲ့တော့ကကျွန်တော်ရဲ့ပထမဦးဆုံး character တွေစပြီးတော့လိလာတဲ့အဆင်မရှိဘူးဟာကြာအဲ့ဒီလိုမျိုး character ကငါဘယ်လိုမျိုးတယောက်ဆောင်ရင်ကောင်းမလဲတွေပါစဉ်းစားတဲ့အဆင်တော့မီးဝေးပဲ အဲ့တော့ကျွန်တော်ဒီလိုကရိတာရရှိပါလားဆိုပြီးတော့လေးလာနေတော့အဆင်မရှိဘူးတော့ကျောင်းပြီးတဲ့ချိန်ပိုင်းကရာဟုတ်တယ်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 ကျွန်တော်လေးလက်တော့အဓိကအဲ့ကရိတာလေကျွန်တော်ပြောရမယ်ဆိုရင်လေဇာတ်လမ်းတစ်ခုလုံးပြီးရောမှလေကျွန်တော်ကြောက်တယ်ဘာလို့ဆိုတော့သူ့သူ့ရဲ့ကရိတာလည်းနည်းနည်းဖွက်ထားတာလေးရှိတာပေါ့နော် high high လောက်ထားတာလေးရှိတော့ကျွန်တော်အကွာတအားပြောလိုက်လို့ရှိရင်ကျတော့စကားမကြည့်ဘဲနဲ့ဇာတ်လမ်းကြောင်းတည်တော့မှလေဆိုရပါတော့နော်အဲ့ဒါကြောင့်မလို့ကရိတာလေးနဲ့အဲ့ကလည်းအမှန်တကယ်စိတ်ဝင်စားဖို့ကောင်းတယ် ကျွန်တော်ရဲ့ပထမဆုံးအလိုလိုနေတယ်။အေးပါဆက်လာပြောလို့ပါနော်။စွန်းစွန်းနဲ့ရိုက်ထားတဲ့ခါလေးဖြစ်တယ်ပေါ့နော်။အဲ့ဒါကြောင့်အားပေးရပါတော့။အာမီယိုခလာကားမှာကျွန်တော်ကတူရတွေ့ရလိမ့်မယ်။ဘာလဲဆိုတော့အသက်အသက်กว่าဟိုအသက်กว่าရတော့ကြောင့်မလို့ရုပ်ရုပ်ကအရင်กว่าသွားပြီပေါ့နော်။ကျွန်တော်ကတော့အဲ့တစ်ခုလေးပဲစိုးရင်တာပေါ့။ပြီးတော့ well အဲ့အဲ့အချိန်မှာစူးစားတယ်ဆိုတော့အရင်စူးစားခဲ့လို့ပြောလို့ရတယ်။တော်ပေမဲ့ ခု terms and condition နဲ့ပြန်ကြည့်မယ်ဆိုရင်အာညတို့ idea ဘယ်လိုကြီးလဲကွာဆိုရင်ရှစ်မှာလဲကျွဲသွင်းနေတယ်ဘာလို့လဲဆိုတော့ဆောင်းပြောလို့ပဲအာချက်ချက်တွေတော့လုံးပါပဲကျွန်တော်ကတော့ငငယ်တဲ့ဘာသာခုနှစ်ကရိုက်ထားရတယ်ဆိုတော့အဲ့အလေးတော့စိတ်တမှာပြင်ပြရပါမယ်နော်ဟုတ်တော့လေးစိတ်လို့ရပါဆန္ဒပြောပြောလို့ပါတော့တော်တော်လေးစိတ်လို့ရပါတယ်အချိန်ကောင်းတယ်ဦးလေးကတော့ ဟမ်အကွာတာပေါ့ကွာတာပေါ့အများကြီးကွာတော့သူကငယ်ငယ်လေးပဲရှိသေးတယ်ငယ်တဲ့ပြုံမှဘုမဲဟမ်မလေးမလေးနေတဲ့ငယ်တဲ့ပြုံမှကွာဟို experience ကလည်းဘယ်တော့မှမရှိသေးဘူးလေအဲတော့ကတင်ပါအရင်နဲ့ item တွေပဲလောက်ပြီးဆိုရင်အတူရအရင်အဲ့တော့နက်နေတာမျိုးတွေမဟုတ်ဘူးပေါ့နော်ဆိုတော့